မြန်မာ U20 အတင်းဟာတိုက်စစ်ပိုင်းကောင်းမြင်မဲ့ခန့်စစ်ပိုင်းမှာအားနည်းချက်တွေရှိနေတယ်လို့ဂျပန်တက္ကသိုလ်အတင်းနီးပြကသုံးသပ်ပါတယ်လွှမ်းမိုးအောင်ကသတင်းပေးပို့ထားပါရဲ့ရှင်မြန်မာ U20 အတင်းဟာတိုက်စစ်ကောင်းမြင်မဲ့ခန့်စစ်ပိုင်းမှာအားနည်းချက်တွေရှိတယ်လို့မြန်မာအတင်းကိုနှစ်ကိုးတကိုးနဲ့အနိုင်ရပြီးမှဂျပန်တက္ကသိုလ်နီးပြကပြောကြားလိုက်တာပါဂျပန်တက္ကသိုလ်အတင်းဟာအုတ်စု၃ဘွဲကစား၃ဘွဲနဲ့ရမတ်ကူမတ်နဲ့ KBZ ပန်ကတ်မှာချန်ပီယံဆုရရှိခဲ့ပါတယ်မြန်မာ U20 အတင်းမှာတူးချင်းခြေစွမ်းကောင်းတဲ့ကစားသမားတွေလည်းရှိတယ်လို့ဂျပန်တက္ကသိုလ်အတင်းနီးပြကပြောပါတယ် offense is a big good the Myanmar team but the defense is a, a little bit so weak ကျွန်တော်တင်းတိုက်စစ်ကကောင်းပေမဲ့ခန်းစစ်ကတော့အားနည်းချက်လူတွေရှိရပြကျွန်တော်တို့ရခဲ့တဲ့အနိုင်ကိုဆိုရင်လေတံပြန်တိုက်စစ်ကနေသွင်းခဲ့တာပါဒီပွဲမှာနိုင်ရခဲ့ပေမဲ့ခက်ခက်ခဲခဲကစားခဲ့ရတာပါဒီမှာကစားသမားအများစုကတော့ဘောလုံးကျွမ်းကျင်မှုကောင်းကြတာတွေ့ရပါတယ်နံပါတ်9နံပါတ်14နဲ့နံပါတ်17တို့ကတော့ဘောလုံးကိုကောင်းကောင်းထိန်းနိုင်တဲ့ကစားသမားကောင်းတွေပါ especially number 9 or 14 11 so they are very good players မြန်မာတိုက်စစ်မှုအောင်သူကတော့ KPZ ဘန်ကက်ပြိုင်ပွဲအတွက်လေ့ကျင့်ပြင်ဆင်ရမှာကစားကွက်ပိုင်းလေ့ကျင့်ပြင်ဆင်တာနှဲပါတဲ့အတွက်အကောင်းဆုံးပုံစံများခဲ့တာဖြစ်ပြီးခုထက်ပိုကောင်းလာဖို့ရှိတယ်လို့ပြောပါတယ်အကြည့်ချင်းဆုံးကတော့ကျွန်တော်တို့ဒီလောက်တော့မထင်တော့မထင်တော့ဘူးဆိုတာဘာဖြစ်လို့လဲဆိုတော့အဲဟိုအရင်တော့အခန်းနေလဲပါတာပေါ့အခုဟိုသားရဲ့အခုတကယ်ချင်းနေနေဆိုတော့အရင်တော့အခန်းနေနေဆိုတော့နားလည်မှုကနည်းနည်းလေးတော့ရှိတယ် အဲ့တော့ကျွန်တော်တို့ကသာခွဲပြင်ဆင်ခြင်းအတိတ်မရှိလိုက်ဘူးကျွန်တော်တို့တောင်ကြီးသွားတယ်ခွင်းကြီးတွေပဲမောင်းတယ်အားတွေပဲလုံတယ်ကသာခွဲပြင်ဆင်ခြင်းကိုတိတ်မလုံလိုက်ဘူးအဲဒီတက်ဒီတက်ပို့ပြီးတော့ကျွန်တော်တို့ကသာခွဲတွေလုံမယ်ပြီးတော့ညီရခိုင်းတဲ့အတိုင်းလုံမယ်ဆိုတော့ဒီတက်ပို့ပြီးကောင်းလာနိုင်တယ် မာယူ20နဲ့အသင်ဟာလာမယ့်ဇူလိုင်19ရက်ကစပြီးအင်ရှင်ဖြစ်လက်ခံကျင်းပမယ်အရှယူ23ခြေစစ်ပွဲတွေအတွက်လေ့ကျင့်ပြဆင်မှုတွေဆက်လုပ်မှာပါစုစုပေါင်းအုပ်စု10ခုခွဲခြားထားပြီးအုပ်စုပထမနဲ့အကောင်းဆုံးဒုတိယ5သင်းကအရှခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်ကျွန်တော်ထွက်မှုအောင်ပါ